င်္ဂလာပါ audio ဝိုင်းစောင်းနိုင်မှကြိုးစားပါရစေ။ဇခုတစ်ခါမှာတော့မိုးလေဝသမြန်မာရန်ကုန်ဌာနခွဲပိတ်ကနေတင်ထားတဲ့မိုးကြီးမီဒရီပေးချက်ဆိုတဲ့အကြောင်းကိုဖပြပေးမှာဖြစ်ပါတယ်။နားဆင်ကြည့်ပါဦးခင်ဗျာ။မိုးကြီးမီဒရီပေးချက်1389ခုကစုံလာစံ10ရက်2025ခုနှစ်မေလ6ရက်ယနေ့မြန်မာစံတော်ချိန်6:30မိနစ်တွင် နောက်ဆုံးရရှိသည့်အချက်အလက်များအရ အခြေပန်းနဲ့အနောက်ဘက်မှလာသော လေဝေလိုင်းများဘင်္ဂလားပင်လယ်ော်အတွင်းဖြစ်ပေါ်လာနိုင်သည့်လေဖိအားနှင့်ရေဝုန်၏အရှင်ဖြစ်လွင့်ဆင်လာမည့်အပူပြန်တက်တိမ်တိုက်များနှင့် အာရှကုန်းတွင်းဒေသမှလေအေးများတွဲဆုံနိုင်မှုတို့ကြောင့်တရက်9လ2025ရက်နေ့မှ22ရက်9လ2025ရက်နေ့တွင် လေပြည်တော်စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးအကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရယာဝတီတိုင်းဒေသကြီး ရန်ကုန်တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်ရှမ်းပြည်နယ်ရခိုင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင် နေရာအနှံ့ပြားမိုးထစ်ချုံရွာပြီးနေရာကွက်၍မိုးကြီးခြင်းဒေသလိုက်မိုးကြီးခြင်းလျှက်စည်းလက်ခြင်းမိုးချင်းခြင်းမိုးချိုးပစ်ခြင်းမိုးသီးကျွေခြင်းနဲ့မိုးတက်လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်ပြီးမိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေသည်တနအီလင်း မိုင်40မှမိုင်90အထိတိုက်ခတ်နိုင်သည်ဟုခန့်မှန်းရပါသည်။ဒါဖြစ်ပါ၍10ရက်5လ2025ရက်နေ့မှ22ရက်5လ2025ရက်နေ့တွင်မိုးရွာသွန်းခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့်ရေကြီးခြင်းမြေပြိုခြင်းနှင့်လေပြင်းတိုက်ခတ်ခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့်အဆောက်အုံများတပင်းတကိုင်းများဖိုင်ဘာလိုင်းနှင့်လဲစစ်တအားလိုင်းများပြိုကျဆိုင်နေခြင်းစသောသဘာဝဘေးအန္တရာယ်တို့ဖြစ်ပေါ်နိုင်သည့်အတွက် ်ကွန်မြင့်ဒေတာအနည်းတွင် နေထိုင်ကြသူများအနေဖြင့်မိုးကြိုးဖြစ်ခြင်းနှင့်မြေပြုံမှုအန္တရာယ်ကို၎င်းမြမကံယိုရန်တစ်လျှောက်မြင့်ငယ်ချောင်းငယ်များအနည်းနှင့်မြေနေပိုင်းတွင်နေထိုင်ကြသူများအနေဖြင့်လေပြင်းအန္တရာယ်နှင့်လက်တပြတ်ရေကြီးရေရှမ်းမှုအန္တရာယ်တို့ကို၎င်းကြိုတင်သတိပြုနိုင်မှရန်နှင့်စာပြုံးမွေးမြူတောင်သူများပါဝင်ပြည်ရင်းလေချောင်းပြန်တန်းရေးပြည်ရင်းရေချောင်းသွားလာရေးမြမကံယူရန်တစ်ချောင်းနဲ့ကမ်းလောင်ပင်နယ်ပြင်တို့ချိတ် ကန်ဒီကန်ဝေးငါးဖန်းရေရင်များဆက်လက်များတင်မောများနေဖြစ်လဲကြိုတင်သတိပြုနိုင်ပါယံကြိုတင်၍သတိပေးနှုတ်စော်တင်ပြပါသည်တဘောဝဘေးအနေရတို့မှ ကင်းလွတ်ငြိမ်အေးချပါစေထူးခြားမိုးလေဝသသတင်းများအားအချိန်နဲ့တပည့်ညီသိရှိနိုင်ပါယံမိုးလေဝသမြန်မာရန်ကုန်ဌာနခွဲပိတ်အား follow ပြုလုပ်ထားနိုင်ပါသည်ဒေါက်တာဆိုင်းခွန်အားကစီမံညွှန်ကြားရေးမှူးမြန်မာနိုင်ငံကိုစားပြုဌာနမိုးလေဝသမြန်မာဆက်လက်ပြီးတော့ မိုးလေဝသမြန်မာရန်ကုန်ဌာနခွဲပိတ်ကနေတင်ထားတဲ့နေ့စဉ်မိုးလေဝသအစီရင်ခံစာဆိုတဲ့အကြောင်းကိုဖတ်ပြပေးပါဦးမယ်။နေ့စဉ်မိုးလေဝသအစီရင်ခံစာ2025ခုနှစ်မေလ6ရက်နေ့ထုတ်ပြန်ချက်2025ခုနှစ်မေလ9ရက်နေ့အတွက်ခံမှန်းချက်ဘင်္ဂလားပင်လယ်အော်အခြေအနေကပလီပင်လယ်ပြင်တောင်ပိုင်းတွင် နေရာစိတ်စိတ်ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင်နေရာကျကျဘင်္ဂလားပင်လယ်အော်အရှေ့လယ်ပိုင်းနှင့်အနောက်တောင်ပိုင်းတို့တွင် နေရာကွက်ကြားမိုးထစ်ချုံရွာပြီးကျန်ဘင်္ဂလားပင်လယ်အတွင်းတိမ်အသင်းတင့်တိမ်အသင်းတင့်ဖြစ်ထွန်းပါမယ်ခရိုင်လိုက်မိုးလေဝသအခြေအနေမြကြီးနားခရိုင်ဗမောခရိုင်ခန်းနီးခရိုင်တနိုင်းခရိုင်မောင်တော်ခရိုင်ပလဝခရိုင် မတူပီခရိုင်ဖြာဝုံခရိုင်တွန်တေးခရိုင်မော်လမြိုင်ခရိုင်နဲ့မြောက်ရီခရိုင်တို့တွင်မိုးနှန်းငယ်ထစ်ချုံရွာနိုင်ပါသည်ဘူတာအိုခရိုင်ချီပွေခရိုင်ရေးခရိုင်ကော့ခရိတ်ခရိုင်ကြာအင်းဆယ်ကြီးခရိုင် ထဝဲခရိုင်မြိတ်ခရိုင်ပုံပြင်းခရိုင်နဲ့ကော့တောင်းခရိုင်တို့တွင် မိုးအထင်းထင်းထစ်ချုံရွာပြီးနေရာကွက်၍မိုးကြီးနိုင်ပါသည်။ကြံတပြီလုံးချီခရိုင်များတွင်တိမ်အနှဲငယ်မှတိမ်အထင်းထင်းဖြစ်ထွန်းမည်။တိုင်းနှင့်ပြည်နယ်တို့၏နေပူချိန်အခြေအနေစကိုင်းတိုင်းအောက်ပိုင်းမကွေးတိုင်းနှင့်ပဲခူးတိုင်းအနောက်ပိုင်းတို့တွင်52ဒီဂရီဆက်စီရက်ခန့်နေပြီးတော့စကိုင်းတိုင်းထက်ပိုင်းမန္တလေးတိုင်းပဲခူးတိုင်းရှေ့ပိုင်းနှင့်တောင်ပိုင်းတို့တွင် 40ဒီဂရီဆက်စီရက်ခန့်အရာဝတီတိုင်းရန်ကုန်တိုင်းနဲ့ကချင်ပြည်နယ်တောင်ပိုင်းတို့တွင်38ဒီဂရီဆက်စီရက်ခန့်ရှမ်းပြည်နယ်အစီပိုင်းနဲ့မြောက်ပိုင်းကယားပြည်နယ်နဲ့ကရင်ပြည်နယ်အထက်ပိုင်းတို့တွင်36ဒီဂရီဆက်စီရက်ခန့်ကချင်ပြည်နယ်ထက်ပိုင်းကရင်ပြည်နယ်အောက်ပိုင်းနဲ့ရခိုင်ပြည်နယ်တို့တွင်34ဒီဂရီဆက်စီရက်ခန့်ကျမ်းပြည်နယ်အစီပိုင်းနဲ့မွန်ပြည်နယ်တို့တွင်32ဒီဂရီဆက်စီရက်ခန့်တနင်္လာရီတိုင်းနဲ့ချင်းပြည်နယ်တို့တွင်36 30ဒီဂရီဆက်စီရခန့်ရှိနိုင်ပါသည်မြမပင်လယ်ပြင်အခြေအနေမြမကျုံမော်မော်ဒမကွေ့မွန်တနင်းသာရီကန်ရယ်တစ်ချောင်းနဲ့ကန်လွန်ပင်လယ်ပြင်တို့တွင်တခါတရံမိုးတက်လေပြင်းများကြောက်ရောက်ပြီးလိုင်းအသင့်နဲ့မှ လိုင်းကြီးနိုင်ပါသည်မိုးတက်လေပြင်းကြတဲ့ရေပြင်းမြေပြင်းလေသည်တနာရီလရင်35မိုင်မှ မိုင်40အထိတိုက်ခတ်နိုင်ပြီးလိုင်းအမြင့်မှာ9ဘယ်မှ12ဘယ်ခန့်ရှိနိုင်ပါသည်ကြံမြမပင်လယ်ပြင်တွင် လိုင်းအသင့်တင့်ရှိပါမည် လိုင်းအမြင့်မှာနှစ်ပေမှငားပေခန့်ရှိနိုင်ပါသည်။လာမည့်48နာရီတွင်ခံမှန်းချက်တနင်္သာရီတိုင်းကရင်နှင့်မွန်ပြည်နယ်တို့တွင်မိုးဆက်လက်ထစ်ချုံရွာနိုင်သည်။နေပြည်တော်စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းပဲခူးတိုင်းကချင်ပြည်နယ်အောက်ပိုင်းရှမ်းပြည်နယ်နှင့်ကရင်ပြည်နယ်အထက်ပိုင်းတို့တွင် နေ့ပူချိန်များအနည်းငယ်တိုးလာနိုင်ပါသည်။ကိုယ်စိတ်နှပြကျမ်းမာရှင်လန်းကြပါစေ။ထူးခြားမိုးလေဝသသတင်းများ အချိန်နဲ့တပြေးညီသိရှိနိုင်ရန်မောလိဝတ္တမြန်မာရန်ကုန်ဌာနဝက်ပိတ်အားဖော်လို့ပြုလုပ်ထားနိုင်ပါသည်။လွှမ်းအပ်တောင်းအောင်ပေးချက်အရဒေါက်တာဆိုင်းကွန်အာကာစီမံညွှန်ကြားရေးမှူးမြန်မာနိုင်ငံကိုယ်စားပြုဌာနမောလိဝတ္တမြန်မာဆက်လက်ပြီးတော့မောလိဝတ္တမြန်မာရန်ကုန်ဌာနဝက်ပိတ်ကနေပဲလာမယ့်9ရက်စာမောလိဝတ္တအစီရင်ခံစာဆိုတဲ့အကြောင်းကိုဖတ်ပြပေးပါဦးမယ်။လာမယ့်9ရက်စာမောလိဝတ္တအစီရင်ခံစာ 1389ခုကစုံလာစန်း9ရက်2025ခုနှစ်မေလ9ရက်တိုင်းနယ်ပြည်နယ်တို့၏မိုးလေဝသအခြေအနေ905လ2025ရက်နေ့အတွက်ခံမှန်းချက်တနင်္လာရီတိုင်းတွင် နေရာအနှံ့ပြကချင်းပြည်နယ်တွင် နေရာဆိတ်ဆိတ်စကိုင်းတိုင်းထပ်ပိုင်းကရင်ပြည်နယ်အောက်ပိုင်းနှင့်မွန်ပြည်နယ်တို့တွင် နေရာကွက်ကြားမိုးထစ်ချုံရွာပြီးတနင်္လာရီတိုင်းတွင်ဒေသအလိုက်နှင့်ကချင်ပြည်နယ်နှင့်ကရင်ပြည်နယ်အောက်ပိုင်းတို့တွင် နေရာခွဲ၍မောကြီးနိုင်ပါသည်။ကျန်တပြည်လုံးတွင်တိမ်အသင့်တင့်ဖြစ်ထွန်းပါမည်။ခုနှစ်ရ9လ2025ရက်နေ့အတွက်ခံမှန်းချက်။တနင်္သာရီတိုင်းနှင့်မောင်ပြင်းနယ်တို့တွင် နေရာအနှံ့ပြား။စကိုင်းတိုင်းထက်ပိုင်းနှင့်ကချင်ပြည်နယ်အောက်ပိုင်းတို့တွင်နေရာကွက်ကြား။ကချင်ပြည်နယ်အထက်ပိုင်းနှင့်ကရင်ပြည်နယ်အောက်ပိုင်းတို့တွင်နေရာကျကျမိုးထစ်ချုံရွာပြီးတနင်္သာရီတိုင်းတွင်ဒေသအလိုက်နှင့် ကချင်ပြည်နယ်အထက်ပိုင်းကရင်ပြည်နယ်အောက်ပိုင်းနှင့်မောင်ပြင်းနယ်တို့တွင် နေရာကွက်၍ငိုကြည့်နိုင်ပါသည်ဇန်နဝါရီလတွင်တိုင်အသင့်တဲ့ဖြစ်ထွန်းပါမည်ရှင်းရံ၅လ2025ရက်နေ့အတွက်ခံမှန်းချက်တနင်္လာရီတိုင်းနဲ့ကချင်းပြည်နယ်အထက်ပိုင်းတို့တွင် နေရာစိတ်စိတ်မွန်ပြည်နယ်တွင် နေရာကျကျဲသကိုင်းတိုင်းထက်ပိုင်းကချင်းပြည်နယ်အထက်ပိုင်းကရင်ပြည်နယ်အောက်ပိုင်းနဲ့ချင်းပြည်နယ်တို့တွင် နေရာကွက်ကြားမိုးထစ်ကြုံရွာပြီးတနင်္လာရီတိုင်းကချင်းပြည်နယ်အထက်ပိုင်းနဲ့မွန်ပြည်နယ်တို့တွင်နေရာကွက်၍မိုးကြီးနိုင်ပါသည် ကျန်တပြည်လုံးတွင်တိုင်အသင့်တဲ့ဖြစ်ထွန်းမှမည်905လ2025ရဲ့နှစ်အတွက်ခံမှန်းချက်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင် နေရာဆက်ဆက်တင်းင်းသာရီတိုင်းကချင်ပြည်နယ်အထက်ပိုင်းနဲ့ကယားပြည်နယ်တို့တွင် နေရာကျကျကျန်တပြည်လုံးတွင်နေရာကွက်ကြားမိုးထစ်ကြုံရွာပြီးတင်းင်းသာရီတိုင်းနဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင်နေရာကွက်၍မိုးကြီးနိုင်ပါသည်တရက်905လ2025ရဲ့နှစ်အတွက်ခံမှန်းချက်နေပြည်တော်ပဲခူးတိုင်းရှေ့ပိုင်း ကချင်ပြည်နယ်၊ချမ်းပြည်နယ်တောင်ပိုင်း၊ကယားပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင် နေရာစိတ်စိတ်။စကိုင်းတိုင်းထက်ပိုင်း၊မကွေးတိုင်း၊ပဲခူးတိုင်းတောင်ပိုင်း၊တနင်္သာရီတိုင်း၊ချမ်းပြည်နယ်၊ချမ်းပြည်နယ်အရှေ့ပိုင်းနဲ့မြောက်ပိုင်းတို့တွင် နေရာကျကျ။ကြံတပြည်လုံးတွင်နေရာခွက်ကြားမိုးထချုံရပြီးနေပြည်တော်ပဲခူးတိုင်း၊ကချင်ပြည်နယ်၊ချမ်းပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်နေရာခွက်၍မိုးကြီးနိုင်ပါသည်။တိုင်းနယ်ပြည်နယ်တို့၏ နေ့ဘူချိန်အချိန်လေးအခွေတိုင်းတွင်44ဒီဂရီဆက်စီရနဲ့အောက်နေပြည်တော်စကိုင်းတိုင်းမန္တလေးတိုင်းနဲ့ကချင်ပြည်နယ်အောက်ပိုင်းတို့တွင်52ဒီဂရီဆက်စီရနဲ့အောက်ပဲခူးတိုင်းအေရဝတီတိုင်းရန်ကုန်တိုင်းနဲ့ရှမ်းပြည်နယ်အစီပိုင်းတို့တွင်50ဒီဂရီဆက်စီရနဲ့အောက်ရှမ်းပြည်နယ်တောင်ပိုင်းနဲ့မြောက်ပိုင်းကရင်ပြည်နယ်အထက်ပိုင်းတို့တွင်38ဒီဂရီဆက်စီရနဲ့အောက်ကချင်ပြည်နယ်အထက်ပိုင်း ကရားပြည်ညာနယ်ကရင်ပြည်နယ်အောက်ပိုင်းတို့တွင်36ဒီဂရီဆက်စီရနှင့်အောက်ရခိုင်ပြည်နယ်တွင်34ဒီဂရီဆက်စီရနှင့်အောက်ချင်းပြည်ညာနယ်မွန်ပြည်နယ်တို့တွင်32ဒီဂရီဆက်စီရနှင့်အောက်တနင်္သာရီတိုင်းတွင်30ဒီဂရီဆက်စီရနှင့်အောက်ရှိနိုင်ပါသည်မြမပင်လယ်ပြင်အခြေအနေကပ်ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် နေရာအနှံ့ပြဘင်္ဂလားပင်လယ်အော်အရှေ့ပိုင်းတွင်နေရာကျကျနှင့်ကြမ်းမင်း ကြံဘင်္ဂလားပင်လယ်အော်တွင်နေရာခွက်ကြားမိုးတစ်ချုံရွာတော်မှာမယ်။မြေဝကျုံမော်မော်ရမကွေ့မွန်တနင်းသာရီကံယူတန်းတစ်ချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့တွင်ဂျပန်ရခိုင်မိုးတက်လေပြင်းများကြားရောက်ပြီးလိုင်းအသင့်တင့်မှလိုင်းကြီးနိုင်ပါတယ်။မိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေသည်တနာရီလင်းမိုင်40မှမိုင်50အထိရှိနိုင်ပြီးလိုင်းမြင့်မှာမြေဝကျုံမော်မော်ရမကွေ့မွန်တနင်းသာရီကံယူတန်းတစ်ချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့တွင် 9ဘယ်မှ12ဘယ်ခန့်ရှိနိုင်ပါတယ်။ကြံမြမပင်လယ်ပြင်တွင်လိုင်းအသင့်တင့်ရှိပါမယ်။လိုင်းမြင့်မှာ3ဘယ်မှ9ဘယ်ခန့်ရှိနိုင်ပါတယ်။မေးမြန်းဖြစ်ကြားမိုးလေဝသအခြေအနေများမိုးလေဝသမော်ဒယ်ကဘယ်လိုကြည့်ရလဲဆရာ။ဟုတ်ကဲ့မော်ဒယ်ကြည့်ဖို့ဆိုတာမိမိဖတာလေ့လာဖို့ဆိုတာမလွယ်ကူပါဘူး။ဘာလို့လဲဆိုတော့ကြည့်ရုံနဲ့လည်းမပြီးမြောက်နိုင်လို့ပါ။စမ်းစစ်အဖြေရှာရတာတွေရှိပါသေးတယ်။ မော်ရတခုဖိတခုနှိုင်းရှင်ရတာတွေလည်းရှိသလို အမျိုးသားတွေကိုလည်းတိရှိထားဖို့လိုပါတယ်ခင်မိတိုးတက်လာတာနဲ့မြ၊နမရီကန်မော်ရတွေရေလိုပေါများလာတာဟိုလိဝတပညာသားတွေအတွက်တော့တွက်ဖက်အသုံးပြုဖို့အထောက်ကူရတဲ့အတွက်အထူးကောင်းမွန်ပါတယ်ဒါပေမဲ့မော်ရဆိုတာတရားရခိုင်တော့မယုံကြည်ရသေးတဲ့အတွက်မော်ရရဲ့ခံမှန်းချက် focus ဟာဖြစ်နိုင်စွာဘလောက်ရခိုင်တော့ရှိမလဲဆိုတာတွေပါထက်သွင်းစဉ်းစားရပါသေးတယ် ဒါကအတူတူပြောပြတာဖြစ်လို့ကျွန်တော်တို့အနေနဲ့ဗိုလ်လေးဝသားဆိုင်ရာတင်နန်းတွေမှာတက်ရောက်ပြီးစနေကျစာရွက်လက်တွေ့တင်ယူကြပါလို့ပဲအကြံပြုချင်ပါတယ်ခင်ဗျာမိမိဘာသာမိမိလေ့လာတာဟာတင်ယူမှုအမားရင်းတွေမှတ်သားမှုအမားရင်းလေးတွေရှိနိုင်တာကြောင့်ပဲဖြစ်ပါတယ်ကိုယ်စိတ်နှပြကျမ်းမာရှင်လန်းကြပါစေထူးခြားမိုးလေဝသသတင်းများအချိန်နဲ့တပြေးညီသိရှိနိုင်ရန်မိုးလေဝသမြန်မာရန်ကုန်ဌာနဝက်ပိတ်အား ဖော်လို့ပြုလုပ်ထားနိုင်ပါသည်တာဝန်ခံဒေါက်တာအောင်စောဦးတာဝန်ခံဌာနမှူးမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဗဟိုဌာနတွေ့ဘက်တာဝန်ခံဒေါက်တာဆိုင်းခွန်အာကာစီမံညွှန်ကြားရေးမှူးမြန်မာနိုင်ငံကိုစားပြုဌာန